ပရိသတ်များအားလုံးပဲမင်္ဂလာပါခင်ဗျာညီမလက်ရွေးစင်ယူဆက်ကုန်မြို့သားပေါ်လုံးစင်းနဲ့အတူအာရှဖလားရှစ်စစ်ပွဲအောင်မြင်ခဲ့တဲ့အောင်ပွဲရယူဆက်ကုန်ညီမလက်ရွေးစင်ကစားသမားလေးခွန်ဝင်းစော်ဟာမနေ့ကသူ့ရဲ့ဇာတိချက်မျိုးကြေးရွာဖြစ်တဲ့ချုတ်တီလို့ခေါ်တဲ့စက်သေးရွာကို အလဲပတ်ကြီးပြန်သွားခဲ့ပါရခင်ဗျာဟုတ်ကဲ့အခုလို့နိုင်ငံကုံဆောင်လည်းဖြစ်တယ်ကြေးရွာကုံဆောင်လည်းဖြစ်ခဲ့တဲ့ခွန်ဝင်းစော်ကိုအလဲပတ်ကြီးရောက်သွားတဲ့အချိန်မှာ သူ့ရွာသူရွာသားတွေအပါအဝင်ကျွာနေရှုပ်ဆက်မှာရှိတဲ့ရွာသူရွာသားတွေဘိုးတိုင်းရင်းသားတွေကထွက်ပြီးတော့တခန္ဓနာနဲ့ပြုစုခဲ့ကြပါတယ်ခင်ဗျဟုတ်ကဲ့ခွန်ဝဲစော်ဟာဘိုးတိုင်းရင်းသားတယောက်ဖြစ်ပါတယ်သူ့ရဲ့ဇာတိကတော့ချမ်းပြည်နယ်တောင်ပိုင်းရက်ဆောင်မြို့နယ်မှာရှိတဲ့ရှုတ်ထီပေါ်လေမြမလို့ခေါ်မယ်ဆိုရင်ဆက်သေးလို့ခေါ်တဲ့ရွာလေးဖြစ်ပါတယ်ခင်ဗျဆက်သေးရွာသားတွေနဲ့ဘိုးတိုင်းရင်းသားတွေဟာသူတို့ရဲ့ဆက်သေးရွာစီကိုခွန်ဝဲစော်အလဲပတ်ပြောင်းလာမယ်လို့သတင်းကြားသိထားခြင်းကြတဲ့က ခွန်ဝင်းစော်ကိုတခန္ဓနာကျုပ်သဖို့အတွက်ရွာတွေကိုပတ်ပြီးတော့စော်ဩနေကြတာဖြစ်တယ်လို့သိရှိရပါတယ်တကယ်လည်းပဲရွာစီကိုခွန်ဝင်းစော်အလဲပတ်ပြောင်းသွားတဲ့အချိန်မှာအနီးနားရွာတွေကဘိုးတိုင်းသားတွေပါလာရောက်ပြီးတော့ကျေးရွာကုန်ဆောင်ခွန်ဝင်းစော်ကိုတိုက်တိုက်မြဲမြဲကျူဆူသွားတာဓမ္မုံမတန်းနေရကျွန်တော်တို့မြင်တွေ့ခဲ့ရပါတယ်ရွာမှာရှိတဲ့စာသင်ကျောင်းကကလေးတွေဆိုရင်လည်းသူ့ကိုထွက်ပြီးတော့တခန္ဓနာကျူဆူခဲ့ကြတယ်ခင်ဗျရွာမှာရှိတဲ့ဆရာဆရာမတွေကလည်းပန်းစည်းတွေကိုပိုက်ပြီးတော့ခွန်ဝင်းစော်ကိုကျူဆူသွားခဲ့ကြပါတယ် စက်တီကျွေးရစီကိုခွန်ဝင်းစောဟာမနေ့ကဒီဇင်ဘာလ၄ရက်နေ့မှာ အလယ်မက်ခီရောက်ရှိသွားခဲ့တာဖြစ်ပါတယ်ခွန်ဝင်းစောကိုစက်တီကျွေးရအကြီးကြီးကိုယ်တိုင်ဦးစည်းဦးဆောင်ပြုပြီးတော့ကျိုးဆိုနှုတ်ခွန်းဆက်ခဲ့တာဖြစ်ပါတယ်ခင်ဗျာခွန်ဝင်းစောဟာမြန်မာလက်ရွေးစင်ယူဆက်ကောင်အမျိုးသားအသင်းအတွက်ကျောင်းနံပါတ်15ကိုဝတ်ဆင်ပြီးတော့ကစားပေးနေတဲ့အရေးပါသူကစားသမားတယောက်ဖြစ်ပါတယ်ခြေစပွဲအောင်မြင်ခဲ့တဲ့နေ့တုန်းကဆိုရင်လေဒဏ်ရာကြောင့်လူစားလဲခံလိုက်ရလို့ဝမ်းနဲ့ပက်လက်ဖြစ်နေတဲ့အသင်းပေါ်လင်းအောင်ကို ခွန်ဝင်းစော်ကနေပခုံးမှာရှင်းပိုးပြီးတော့ပွဲပြီးမှအောင်ပွဲခံခဲ့တဲ့တပ်ပုံလေးဟာလည်းပြည်သက်တွေအကြမ်းမှာအရန်ကိုပဲရေပန်းစားခဲ့ပါတယ်ခင်ဗျဟုတ်ကဲ့စက်သေးကြီးရွာကြီးကဲ့နဲ့စက်သေးကြီးရွာရွာသူရွာသားတွေဟာအထက်ကစက်သေးကြောင်ဆိုင်းပုံနေရာနေအထက်ကစက်သေးကြောင်ကြောင်းဝန်းထဲကိုရောက်တဲ့အထိခွန်ဝင်းစော်ကိုတောင်းတောင်းပြပြဂုံပြီပြုတ်စိုးနှုတ်ဆက်ခဲ့တယ်ဆိုတဲ့အကြောင်းပြည်သက်တွေသိရအောင်တင်ဆက်ပြပြပေးလိုက်တာဖြစ်ပါတယ်ခင်ဗျကြည့်ရှုအပေးပြည်သက်အားလုံးကိုအထူးအကျေးဇူးတင်ရှိပါတယ်ခင်ဗျ